ိတ်သက်များအားလုံးမင်္ဂလာပါရှင်။မန်းသူတသက်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုနားဆင်နေကြတဲ့တောတန်းရှင်ပြိတ်သက်များအားလုံးကိုစိတ်နှလုံးသုံးပါစလုံးကြည်နူးရှင်ပြရှိကြပါစေလို့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်။ ကျွန်တော်တို့မန္တလေးစီစဉ်ဆိုတာမန္တလေးမြို့ရဲ့ထင်ရှားကျော်ကြားတဲ့သမိုင်းဝင်နေရာတွေမန္တလေးမြို့ရဲ့ချစ်စရာကောင်းတဲ့ဆက်နလရာသီပွဲလန်းသပင်အခမ်းအနားတွေမန္တလေးအစားအစာတွေမန္တလေးမြို့ရဲ့ယဉ်ကျေးမှုအမှုပညာတွေနဲ့စာပေဂီတသပင်ရုပ်ရှင်စတဲ့နေပေအသီးသီးရာကျော်ကြားထင်ရှားလူသိများတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းအရာတွေအပြင်ဒုတက်ခင်မီပြောင်းလဲနေတဲ့မန္တလေးရဲ့ပုံရိပ်တွေကိုတင်ဆက်ပေးသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်ကိုတော့မန္တလေး FM ရဲ့မန်းသူကျွန်တော်တသက်ကနေတ ာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ရေဒီယိုချစ်သူတောတရှင်ပြိတ္တများရှင်ဗုဒ္ဓဗျာရှင်တတော်ထင်ရှားရှိစဉ်ကလေးကရခိုင်ပြည်ဆန္ဒသူရိယာမင်းကြီးသွန်လွတ်တော်မူခဲ့တဲ့မဟာမုနိရွှေရှင်တော်မြတ်ကြီးဟာဘုရားရှင်ကိုတော်တိုင်ရင်ွေတော်ခုနှစ်ကြိမ်ပြီးခဲ့တဲ့ဘုရားတဆူဖြစ်ပါတယ်မဟာမုနိရွှေရှင်တော်မြတ်ကြီးရဲ့မူလညံတော်မှာခုနှစ်တောင်နှစ်မိုင်းနှစ်သိပ်ရှိပြီးတန်ချိန်အဖြစ်ကြိပိတ်တာချိန်ရှစ်တန်ရှိပါတယ်ရှင် KSSM မှာဘရင်အဆက်ဆက်မူကြီးမယ္ယာတိနာပတိပြည်သူအစဉ်အဆက်တို့က ရွှေငွေကြောင်မြင့်ရနာများစွာတို့ကိုကြည်နူးတရာဝမ်းမြောက်စွာလှူဒန်းကဲမှုတွေကြောင့်1984ခုနှစ်ဇရာအရာမဟာမုနိဘုရားကြီးကိုရွှေသင်္ကန်းကပ်လူထားတဲ့အလေးချိန်ကတန်အားဖြင့်9.5တန်ချိတ်ဆွေးရတနာ6.5တန်ရှိပြီးတော့မဟာမုနိဘုရားကြီးဥကောင်းထက်မှရှိတဲ့တင်းจิตတော်ကတော့ရွှေပိတ်တာချင်း14ပိတ်တာရှိရလို့သိရှိရပါတယ်ရှင်။ ကင်းဝွန်မင်းကြီးနဲ့နိုင်ငံခြားပြည်သူကပညာရှင်တွေတည်ဆောက်ခဲ့တဲ့ကန္နာကူရီတိုက်တော်ကြီးအတွင်ပိုင်းဟာနှစ်စဉ်ရွှေပိတ်သားချင်းများစွာကိုအသုံးပြုပြီးရွှေစစ်ချပူဇော်ထားတဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်ရှင်။ဒီလိုတန်မိုးကြီးရန်နာများစွာရွှေပိတ်သားချင်းများစွာတို့ကိုလှူဒန်းထားတဲ့မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာသာသမိကအဆောက်အဦများစွာရှိပါတယ်။မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိဝတ်ဆံပေတော်မူရာကျောင်းတော်ကြီးနဲ့ထီးတော်သာသမိကအဆောက်အဦအချို့တို့ဟာ2025ခုနှစ်မတ်လ28ရ ရက်နေ့မွန်လွဲ၁၂နာရီ၅၂မိနစ်အချိန်မှာတော့အင်းအားအလွန်ကြီးမားတဲ့မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါတယ်ရှင်။ဒီလိုပြိုကျပျက်စီးခဲ့မှုတွေကြောင့်မဟာမုနိဂောပကအဖွဲ့ဟာဆရာတော်ကြီးတွေရဲ့ဩဝါဒကိုခံယူပြီးတော့သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများရှီဟောင်းတုဒေသနာဌာနနဲ့အတူကဏ္ဍအသီးသီးကအသိပညာရှင်အတတ်ပညာရှင်တွေကပျက်စီးသွားတဲ့ကျောင်းတော်ကြီးနဲ့အဆောက်အဦတွေကိုရှင်းမှုမပြတ် ့လက်ရှိမူနပုံစံအတိုင်းနှစ်သက်တမ်းရချီပိုမိုခိုင်ခန့်အောင်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဆောင်ရွက်လုပ်ကိုင်လျက်ရှိနေကြပါတယ်ရှင်။ငလျင်ကျောင်းမဟာမုဏိဘုရားကြီးမှာပျက်စီးမှုနေရာပေါင်း 65နေရာရှိပြီးတော့ဒီပျက်စီးမှုတွေထဲမှာပြန်လည်ပြင်ဆင်ရန်အတွက်ကန္နာကူရီတိုက်တော်ကြီးအတွင်ကရွှေစစ်ချထားမှုတွေကိုတော့ရွှေမိုက်ထုတ်ရွှေချွတ်ချင်းလုပ်ငန်းတွေကိုလုပ်ကင်လျက်ရှိသလိုထီးတော်စိန်ဘူးတော်တင်လူနိုင်ဖို့ဝါညံများဆင်ချင်းလုပ်ငန်းတွေကိုလည်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်ရှင်အခုဆိုရင်ခောပကအဖွင့်ဟာရွှေထီးတော်နဲ့စိန်ဘူးတော်ကိုအမြန်ဆုံးပြန်လည်တင်လူနိုင်ရေးအတွက်ဆောင်ရွက်လုပ်ကင်နေသလိုဖျားဘူးများစိတ်အေးချမ်းသာစွာအန်ရယ်ကင်းကင်း ဖူးမြော်နိုင်စေဖို့အတွက်အဝင်ဂုံးကြီးတွေမှလည်းတန်တောက်တိုင်းတွေထောက်ပြီးစောင့်ရွက်ထားရှိထားပါတယ်ရှင်။ ဂောဘကအဖွဲ့အနေနဲ့ငလျင်ပြီးနောက်ပိုင်းမဟာမုဏိဘုရားကြီးကိုပျက်စီးသွားတဲ့အဆောက်အဦတွေကိုပြုပြင်ဖို့လာရောက်လှူဒန်းတဲ့အခါမှာလဲလှူဒန်းမှုကိစ္စတွေကိုဆောင်ရွက်တဲ့အခါမူရင်းလှူဒန်းခဲ့တဲ့အလူရှင်တွေကိုပထမဦးစားပေးဆက်သွယ်ပြီးတော့မှနောက်ထပ်လှူဒန်းတဲ့အလူရှင်တွေကိုလှူဒန်းဖို့ခွင့်ပြုပေးတာပဲဖြစ်ပါတယ်ရှင်။ဒီအကြောင်းတွေကိုတော့မန်းသူကျွန်တော်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်မှာပထမပိုင်းအနေနဲ့တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ရှင်။အခုဒုတိယပိုင်းမှာတော့မဟာမုဏိဘုရားကြီးအတွင်းမှာရှိတဲ့စောင်းနှန်း ေးတွေကဆိုင်ငန်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုအကြောင်းတွေနဲ့အတူဘန်နာတော်ထိန်းသိမ်းရေးလုပ်ငန်းတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခုပထမဦးဆုံးအနေနဲ့ပရိသတ်တွေနားဆင်ရမှာကတော့မဟာမုနိဘုရားကြီးနဲ့သက်ဆိုင်တဲ့ပျက်စီးသွားတဲ့နေရာ65နေရာမှာပါဝင်တဲ့အစာအုပ်အချို့ရဲ့အကြောင်းတွေပါ။ဒီအကြောင်းကိုတော့မဟာမုနိဘုရားကြီးကောပကဥက္ကဋ္ဌဦးမြဝင်းကပြောပြခဲ့တာပဲဖြစ်ပါတယ်ရှင်။ အခုဒီပပလဲမှာရှိတယ်ဆိုရင်နိုင်ငံခြားပြတိုက်ဆိုရင်1325ခုကဒါ၆ထောက်တာ။နောက်ကျွန်တော်နောက်ဘက်မှာဆိုရင်ဒါစမြင်ဆောင်ရှိတယ်။စမြင်ဆောင်ဆို1245ခု၆ထောက်တာခုပြိုးတယ်။နောက်ပြန်ထောက်တာတယ်။နောက်အဲ့ပံဘိုးကောင်းတမားယူ ဘောကောင်းဓမ္မယာ1330နောက်တစ်ခါကျမာမူရိဘောဘကဂျုံ1289နောက်အဲ့ရမှာဂျိုဘင်နံပြေဂျိုမခြေတော်ရခြေတော်1943အဲ့ခြေတော်ပြပိတကပိတက1330အဲ့ရမှာတမတေဝနာကွန်နောက်တစ်ခါကျအဲ့ပါခြေစီတိုင်းနေပါပြိုတဲ့1335အဲ့ဒါတွေကနောက်တစ်ခါကျကြေးယုံနောက်ကြီးစီဒီဘက်မှာရေသက်ပါတာနောက်တစ်ခါကျကျွန်တော်တို့ခေါင်းလောင်းခေါင်းလောင်း1183 နှစ်ကဆိုရင် तू อ่ะအဲ့ကနှစ်ပေါင်း240ကျော်တယ်နောက်အဲ့ဘက်မှာဘိုးကြီးအဲဘိုးကြီးကလည်းကြီးတယ်အဲ့ဒါတော့ကောင်းကောင်းမှောက်ပြီကျောစားတဲ့ကတော့ကျွန်တော်တို့အဲ့ကအရှိအနောက်တော့နှစ်ခုရှိတယ်အားလုံးပြိုတယ်ပြိုတဲ့ခါကျ तू อ่ะဘာရှိတယ်ကျောစားတဲ့ကနှစ်ခုမှာတထောင်နဲ့နေချက်နဲ့ချက်ရှိတယ်အဲကြောက်စားတဲ့က156ခုနဲ့ကဆောက်ထားတာအဲကောင်နဲ့ပေါင်းလဲသူကလည်းကြာပြီအဲ့ဒါအားတော့အကုန်ပြက်တယ်ပြန်ဆောက်အောင် နှစ်ဖက်သလုံးပြက်သွားတယ်နောက်ကတမိုင်းမကြည့်ပြတိုင်းညမမှုဆိုတာကျွန်တော်အဲ့ပတ်ပတ်လေတွေအကုန်လုံးကနိုင်ငံသားဒီကူကျွန်တော်တို့ပြတိုင်းနဲ့ညမမှုပဲလွတ်တယ်ကျန်တာတွေအကုန်ပြိုးတယ်အဲ့တော့ဒီပြတိုင်းမှာပတ်ပတ်လေတွေကအကုန်လုံးသူ့နှင့်နဲ့သူ့ဟာတွေအုတ်တိုက်တွေပဲဒါမှမဟုတ်ဒီဟာတွေကလည်းပြက်တော့ပြက်ချီတယ်ပြုပြင်လို့ရတယ်နောက်တခါကျွန်တော်တို့အပြင်းနားမှာဆိုလဲ အများကြီးရှိတာပေါ့ရှင်မလဲဇေတီတို့နောက်တော့ရန်အောင်မြင့်ဓမာယုံတို့ချေယုံယုံနာမှာမူလရှင်မလဲဓမာယုံရှင်မလဲဇေတီရှိတယ်နောက်အနောက်ဘက်မဟုတ်ဆိုလည်းကျွန်တော်တောင်ဘက်ကဖျားဇေတီဆိုအများကြီးဓာရီကပြိုကျပြည့်စီနောက်ဒီဘက်မှာတို့စာကြည့်တိုက်တွေရှိတယ်ကျွန်တော်တို့အဲ့ဒီရန်တွေပတ်သက်ပြီးတော့စာကြည့်တိုက်ပါဇေတီနဲ့စုအကုန်လုံးကျွန်တော်တို့ပြိုတို့နောက်အောင်မှာချမ်းပြင်းမှာရှိတယ်ကြောက်ပြားတွေတော့ကော့လာသွားတာတွေဘာတွေညာတွေရှိပါတယ်ဓာရီရတဲ့ကျွန်တော်တို့ လှုပ်ချောင်နေရပါတယ်။နောက်ဒီဘက်ဆိုထေကြာကြီးပြာကန်းနေလှုပ်တာတဲ့အဲ့ရတဲ့ငါးကန်းရှိတယ်။အဲ့ဒါတွေရတဲ့အကုန်လုံးပြူနောက်ဒီဘက်မှာဘော်ဒီတောင်းတာအဲ့ဒါတော့ပြည့်စုံနေတယ်။အခြေတောင်းတာကလည်းအစ်စ်လှုပ်တာတော့အဟောင်းဘက်ကတော့ နည်းနည်းမြောက်ဆန်းနာကတော့ရွှေဘိုကပြဝင်တဲ့တောင်မဲမြောက်ဘက်ပဲအပေါ်ကဇေဒီလေးလေးရာနည်းနည်းပါးပါးချိုးချပြက်စီးတယ်နောက်မြောက်ဘက်စမင်ကတော့အဲ့ရတော့နည်းနည်းပါးပါးအဲ့ဒါပြက်စီးသွားတာတွေ့ခဲ့ရတယ်နောက်နောက်ဘက်မှာပြားတိုင်ရှိတယ်ပြားတိုင်ကတော့အကုန်လုံးဧည့်သွားတယ်အနောက်ချောင်းတန်းဆိုရင်ကျွန်တော်တို့ကအနောက်ခြေကချင်းသိကြီးနှစ်ကောင်လည်းပြက်စီးသွားတယ်စမင်လောင်လည်းကျွန်တော်တို့ပြက်တယ်နောက် သာသနာ၂၀၀၀ဘိတ်ငါတော့အားလုံးပြိုကျတယ်ဘိုးတို့ဝင်ကတော့ဒါပြန်ပြိုသွားမှာအတွင်းမိုင်းကခြေသွားတယ်နောက်ဘိုးတို့ဝင်ပြားတိုင်ကအပြင်ကကြည့်ရင်တော့ကောင်းတယ်ဒါအတွင်းထဲမှာတော့သူကဘာလို့ဆိုတော့အတွင်းမိုင်းကခြေနေအလင်းဌာနကတော့ဒါကိုပြောတော့ တော့ဗရက်ပြရတယ်ပေါ့လေပြန်ပြုတ်တင်လို့မရနိုင်ဘူးပေါ့အဲတို့တော့ကျွန်တော်တို့ဒီကြားထဲမှာအလူချင်းတွေလည်းတော့ပေါ်ပေါက်လာရင်လည်းသူကလည်းဖြစ်သွားမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဖြတ်တိုင်းလည်းမဖြစ်လို့မရသေးဘူးချိချိတိုင်းကျွန်တော်တို့ထားအောင်မှာနောက်တစ်ခါကျတော့အရှိဆောင်သားမှဆိုလဲအဲဒီဇေဒီတွေကျွန်တော်တို့ပြင်ရတယ်နောက်အပြင်ဘက်မှာရှိတဲ့ဆိုင်ခန်းတွေအချို့ဆိုင်ခန်းတွေပြိုတယ်အဲ့ဒါလေးကြအန်ဒီယမရှိဘူးဆိုရင်ကျွန်ပြန်ပြုတ်ပြုတ်ခွင့်ပေးတယ်အန်ဒီယရှိတယ်ဆိုရင်ကျွန်တော်တို့ငလျင်ဌာနအနေနဲ့ဒါကြည့်တယ်သူတို့ရဲ့ခွင့်ပြုတယ်ရမှာကျွန်တော်တို့လုပ်လို့ရတယ် နော်အဲ့ဒါမျိုးလေးတွေကဘာလို့ဆိုတော့ကျွန်တော်တို့ချင်းဂောပကအဖွဲ့ကြီးလုံးလုံးမရဘူးတက်ဆိုင်ရာပုံကိုယ်တွေနဲ့ကျွန်တော်တို့ကပညာရှင်တွေနဲ့ညှိနှိုင်းပြီးမှကျွန်တော်အလုပ်လုပ်ရတာငါကလေးကန်လေးရတော့ကိုကတော့လက်ရှိရတော့ငိုရလဲပြင်ထားတာပြင်နေတာကိုအကုန်လုံးပြန်ဖွင့်တာပါလေရန်ရှင်တို့ပြည်သူတွေအကုန်လုံးကျွန်တော်တို့အဲ့ထဲမှာသွားပြီးကြည့်လို့ရပါတယ်အဲ့ဒါတော့အန်ရဲကင်းပါတယ်ဘာမှပြဿနာမရှိပါဘူး နောက်ထပ်မဟာမုဏိဘုရားကြီးကောဘကဥက္ကဋ္ဌဦးမြဝင်းကိုမန်းသူကျွန်တော်မေးကြည့်တာကမဟာမုဏိဘုရားကြီးဆောင်းနှန်းလေးတွင်မှာဖွင့်လှစ်ကြတဲ့ဆိုင်ငန်းနေနဲ့ပတ်သက်တဲ့အကြောင်းပါဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပြပါအောင်ရှင် ချောင်းသားမှာဆိုရင်ကျွန်တော်တို့ကချောင်းသား40ရှိချောင်းသား40ကချိန်ခန်းနေရာတော့အများကြီးရှိတယ်ဗောအရှိချောင်းသားမှာဆိုရင်ချိန်ခန်းပေါင်း132ခန်းရှိတယ်မြောက်ချောင်းသားမှာ138ခန်းအနောက်မှာ58ခန်းတောင်မှာဆို29ခန်းဆိုတော့493ခန်းအပြင်မှာဆိုရင်81လမ်းရယ်နောက်ဖျားကြီးရဲ့ရှေ့မုတ်ကတောင်ဘက်မြောက်ဘက်နောက်55လမ်း84လမ်းအနောက်ဘက်နောက်တကတိုက်ခန်းပိုင်တဲ့ဗန္နာတော်ပိုင်အဲ့ဒါ300နဲ့83အားလုံးကလက်ရှိအနေထားချိန်ခန်းကတော့ကျွန်တော်တို့ရှိတာတော့စည်ရင်အရာကြည့်မယ်ဆိုရှေ့ 16ခန်းပဲသို့တော်အိုက်ရှိယ16ခန်းမှာဒီကလေးလှုပ်ခတ်တဲ့အတွက်ဖျားကြီးကိုမိခိုပြီးမှယဟန်ရှိသူသမုတ်တရားဝန္တရာအတွက်ဆိုင်နေရမြားရှိတယ်ဒါလေးကိုလည်းကျွန်တော်တို့ဂောဘကအဖွဲ့နေရနေပြီးတော့အပြင်းတန်းတွေမှာတော့ကျွန်တော်တို့တတ်နိုင်သမျှမလင်လို့တာအန်ရဲ့ကိနာကိုတော့ပြန်လည်ဖွင့်ပြီးရောင်းချခွင့်ပေးပါတယ်အတွေ့မှာရှိတဲ့အခါကျကျွန်တော်တို့ကဘာလို့မပေးလဲဆိုတော့ကြွလုံးကြုံမှုတော့မရှိသေးဘူးဒါကြောင့်မလို့ချိုးចောင်းတန်းနေကြတော့ဖွင့်လို့ကိုများနိုင်ဘူးနောက်တော့ကလုံးကြုံရေးတွေကလည်းမပြည့်စုံဘူးပစ္စည်းတွေလာထားတယ်ဆိုရင်အကာအကွယ်လည်းမ မရှိဘူးလုံခြုံမှုလည်းမရှိတဲ့အတွက်ကျွန်တော်တို့ဒါတွေမပြေးသေးတာဖြစ်ပါတယ်လုံခြုံမှုတွေပြည့်စုံပြီဆိုရင်တော့ကျွန်တော်တို့အားလုံးရမ်းရှင်တို့ပြုပြီဆိုတော့ဒီဆိုင်ငန်းတွေသူ့အဆင့်နဲ့သူတို့ဖွင့်ပေးတော့မှာဖြစ်ပါတယ် ဟာမူနီဖျားကြီးစောင်းနှံလေးတွေမှာဆိုင်ငန်းပေါင်း483ခန်းရှိပြီးတော့ငလျင်ကြောင့်ပျက်စီးမှုရှိခဲ့တဲ့ဆိုင်ငန်းတွေရှိတဲ့အပြင်လက်ရှိအချိန်မှာဆိုင်ငန်းတွေဖွင့်လှစ်ဖို့ကဆိုင်ငန်းတွေရဲ့လုံခြုံရေးကောင်းမွန်စွာမပေးနိုင်သေးတာကြောင့်ဖွင့်လှစ်ခွင့်မပြုသေးဘဲနဲ့မဟာမူနီဖျားကြီးရဲ့အပြင်ဘက်မှာရှိတဲ့ဆိုင်ငန်းတွေကိုသာဖွင့်လှစ်ခွင့်ပြုထားနိုင်သေးတယ်ဆိုတာကိုတော့မဟာမူနီဖျားကြီးရဲ့ကောပကဥက္ကဋ္ဌဦးမြောင်ဝင်းပြောပြလို့ပြည့်ပြည့်စုံစုံပြီးသိရှိခဲ့ရပါတယ်ရှင်ဆက်လက်ပြီးမန်သူကျွန်တော်မေးကြည့်ရတာကမဟာမူနီဘန္နာ တော်တွေကိုထိမ့်သိမ့်ရေးနဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်ရှင်။ဒီအကြောင်းကိုလည်းမဟာမုနိကောပကဥက္ကဋ္ဌဦးမြဝင်းကအခုလိုမျိုးရှင်းပြခဲ့ပါတယ်ရှင်။ အဲ့တော့ငလေမလုတ်ခင်အခြေအနေနဲ့ငလေရန်လုတ်ပြီးအခြေအနေဆိုတာကျွန်တော်တို့မေးမြန်းတာတာရှိပါငလေမလုတ်ခင်ကတော့ကျွန်တော်တို့ဒီဟာဆိုင်ကနေရရှိတဲ့ဝင်ဝင်ရှိတယ်နောက်ကားပါကင်ဆိုင်ကပါကင်ဓာတ်ပုံပြတ်ထုတ်ကောင်းရွယ်နောက်တခါနိုင်ငံခြားဝင်ဝင်ဒါတွေကနေကျွန်တော်တို့ကဖျားကြီးမှရှိနေတဲ့ဝင်ဝင်တွေပေါ့လေဒါတွေကိုကျွန်တော်တို့နေစင်နေအမြဖျားကြီးကိုပကနေပြီးတော့ဒီရဲ့တောင်ဝတရားတွေကိုအမြဲဆောင်ရွက်နေရတယ်အဲ့တော့ဝင်ဝင်ကတော့တလောက်ဒိတ်ဒိန်းကိုတော်လောက်ရှိပုံနာကတော့2500တောင်းတော့အဲ့တော့ဖျားကြီးရဲ့လုတ်တဲ့ရွှေတန်းရောက်တာလည်းပါဖျားကြီးရဲ့ဝင်ဝင်က ြဖို့တာအခုလက်ရှိလည်း ။အလင်းလုတ်ပြီးနောက်ပိုင်းမှာလည်းလေးလပိုင်းမှာဆိုရင်တော့အများလူတန်းဝေးတိတ်တန်းလောက်ရှိပါတယ်။ကျွန်တော်တို့၅လပိုင်းဆိုရင်တော့8800လောက်ရှိပါတယ်။အဲ့တော့အများကြီးကွာခြားဆိုတော့ကွာခြားမှုရှိပါဘူး။သို့တော့ကျွန်တော်တို့10ရက်6လဒီအနေစပြီးတော့ကျွန်တော်တို့ဘုရားဘုပြည်သူတွေအတွက်စံကဲတို့ကားတို့မောင်းနှံတွေဖွင့်ပြီးတော့လက်ခံနေပါတယ်။အားလုံးလုံခြုံမှုရှိအောင်ပေါ့။အလူချင်းတွေကလည်းထူထားတဲ့ဗီလတ်မြေတို့ရှိတယ်။အဲ့ဒီနေရာတွေကကျွန်တော်တို့ဘုရားတွေမှာပြင်ရပါတယ်။ထီတော်ချိုးအောက်ပြုတ်ကြတာတို့ရေခတာတို့ဒါတွေကိုကျွန်တော်တို့ ဘောပကဖွင့်တဲ့ညမ်းချေပြီးလုပ်ပါအခုလက်ရှိဘုရားကြီးမှာလည်းထိတင်မှုအတွက်ညမ်းစင်တာလည်းကဆုံလာကြီးနေရာစပြီးညမ်းချင်လာတာပေါ့အခုဆိုရင်56ရက်ကိုရွှေချွတ်တာရောအရာရောဆိုရင်နှစ်လနီးပါးကြာတယ်ပေါ့ဝါညာနောက်တစ်တစ်ပတ်လောက်ဆိုပြီးပါပြီအဲ့လိုပြီးသွားရင်တူပိကာကြီးမှာကျွန်တော်တို့ရင်ထဲကအုံနဲ့လုပ်တယ်အဲ့နဲ့အုတ်တာကိုဒီချောက်ပြီးပြင်ကော်ပီအုတ်ကမျိုးတော်ဝန်နေကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဘောပကဖွဲ့တယ်မှာလည်းတွင်းရင်မှုကအင်ဂျင်နီယာဖြစ်တော့အားလုံးပေါင်းစပ်ပြီးမှကျွန်တော်တို့အဲ့ဒါကိုအုတ်ပါကြီးပေါ့လေအာတူပိက ာရဲ့ဂျာမလန်တို့ရဲ့ဂျာကလကေရေဂျာတန်းအဲ့ရတန်ခွန်ချာရဲ့ရှိတယ်အဲ့ပုံမှာကျွန်တော်တို့ကခီတော်အောက်ကနေအုတ်တွေထွက်ကြတဲ့အတွဲအဲ့ဒါကိုပြန်ပြီးကိုစီ ီတော်ဝိတ်ကိုခံနိုင်အောင်ဆိုပြီးအဲ့အုတ်တွေကိုပြန်ပြီးဖျက်ရပါတယ်အဲ့ဒီအစားကိုပေါ်ပေါက်အောင်ဒါတိကျပြင်ပြေကော်ပတီကအင်ဂျင်နီယာနဲ့မြန်မာမှုတွေဒါခေါ်ပြီးမှကျွန်တော်တို့တက်ကြည့်တက်ကြည့်ပြီးမှပဲကျွန်တော်တို့ teach structure နဲ့အဲ့ဒါကိုပြန်လုပ်အဲ့လုပ်တဲ့အခါကျအဲ့ဒီကျွန်တော်တို့အပိုင်ခံတာကဘာရှိလဲဆိုတော့ဒီ tube တွေမှာထုတ်ထားတဲ့ကျွေပြားရှိတယ်ကျွေပြားကကျွန်တော်တို့ကိုလက်မတို့ချောလက်မတို့ size စုံအဲ့ရခွာထားတဲ့ကျွေပြားက2000နဲ့52ချက်ရှိတယ် ဲ့ဒါကျွန်တော်သိနေတယ်အဲ့တော့တူပိကာကြီးကိုတတိယစတရက်ချာနဲ့လုပ်နေတော့ဒီ site တိုင်းဆိုရင်ကျွန်တော်တို့ကအောက်မှာပဲဒီရာတွေကိုပြန်ကတ်ပြီးမှအပေါ်ပြန်တည်ပြီးမှဓာတ်ရိုးကိုကျွန်တော်တို့ခိုင်မအောင်ဆိုပြီးပညာရှင်တွေကနေပြီးတော့အုပ်ဓာတ်ကိုဖြုတ်ပြီးမှစတိစတန်နဲ့ပန်းလက်တိုင်းစိုက်ပြီးမှဓာတ်ရိုးကိုကျွန်တော်တို့ကနောက်ထပ်ငလျင်လှုပ်ရင်ထိခိုက်ပျက်စီးမှုနေပါအောင်ခုလက်ရှိကောင်းတဲ့ကောင်းအောင်ခိုင်ဟအောင်ဓာတ်ရီရဲဆောင်ရွက်နေပါတယ်ဒါရဓာတ်ရီရဲကျွန်တော်တို့ခေါပကဖွင့်နေပညာရှင်တွေနဲ့ပေါင်းစပ်ပြီးလုပ်နေရတယ် ဓာရီအားလုံးတစ်ပြိုင်တည်းပြီးပြီဆိုရင်တော့ရဟန်းရှင်တို့ပြည်သူဟာမာမုနိရုပ်ရှင်တော်မြတ်ကြီးကိဝတ်ဆံပယ်တဲ့သူနာပါတဒရွှေတောင်းတော်ဒီအပေါ်မှာရှိတဲ့ဘုံကုဆက်နဲ့ထီတော်နဲ့စိန်မှုတော်ကြီးသည်အားလုံးတည်လူအများရှင်တွေပြီးတော့ဖူးမြော်နိုင်ဖြစ်ပါလေ။ဒါကြောင့်ဘောပကအဖွဲ့အနေနဲ့ကတော့အားလုံးလုံးကျွန်တော်တို့ကဩဝါဒခံရပါတယ်။နောက်ခဏအလူဝင်နဲ့ပတ်သက်ပြီးလဲကျွန်တော်တို့စိတ်အေးအင်းနဲ့စနစ်တကျယရနာပြားခံသိသိကြပါတယ်။ဒီကြတဲ့မှာလဲကျွန်တော်တို့၄၅ရက်နဲ့၆လရယ်ဆိုလဲဩဝါဒ၁၇ပါးပြင်ပါတယ်။ပြင်ပြီးတဲ့အခါကျကျွန်တော်တို့ ့ဘာလို့ရလဲဆိုတော့မာမုနိဖျားကြီးရဲ့သူ့အနာပါတရွှေချောင်းတော်ကြီးရဲ့ဒါကိဝတ်စံပယ်တဲ့ကျွန်တော်ကဏ္ဍကုတီ အပြင်မှာတော့ကျွန်တော်တို့ကပညာရှင်တွေက tea structure တွေနဲ့အပိုက်တွေနဲ့ထောင့်နေရတယ်။ကြားကန်နေရတဲ့အတွက်ကျွန်တော်တို့အတွင်းပိုင်းမှာဝင်နေအောင်ထွက်နေအောင်ဆိုပြီးအဲ့ထက်မှာရှိတဲ့အရင်တုန်းကထားခဲ့တဲ့ဘိုးဘွားဘီဖြစ်ဘင်းတွေဆက်ဆက်ကထားခဲ့တဲ့ရနာပစ္စည်း35မျိုးနဲ့တွေ့ထုတ်ပြီးကျွန်တော်တို့ဒီဘက်မှာပြောင်းလဲထားပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဒီထဲမှာအားလုံးဟာစနစ်တကျနဲ့လုံးလုံးလုံးရှိအောင်မာမူရီဖျားကြီးရဲ့အဖက်ဖက်ကနေပြီးတော့လေငွေကြေးကဏ္ဍပစ္စည်းနောက်တခါအခုလက်ရှိပြိုပြက်ပျက်စီးသွားတဲ့ဥစ္စာ လည်းထိမ့်သိမ့်ရှောက်ရှောက်မှုပေါ်လေတင်းရင်းစရာတွေနဲ့စနစ်ကျလက်ခံပြီးမှဘူတော်ထဲမှာထည့်ပြီးသိသိကြပါလေဒါလည်းဂောဘကအဖွဲ့အနေနဲ့ဘာပဲဖြစ်ဖြစ်နေအားလုံးကိုကြံရှိတဲ့ပစ္စည်းတွေမပြည့်စည်တဲ့ပစ္စည်းတွေကိုစနစ်တကျထိမ့်သိမ့်ပြန်လည်ပြုပြင်နေတဲ့နေရာမှာအကောင့်တွေကိုပြန်သုံးရမှာဖြစ်ပါတယ်ဒီနေ့လုံနေတဲ့အပိုင်းကတော့ဒီချောက်ပြုပြင်အပိုင်းနဲ့ဒုံကနေရများပြပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ရဟန်းရှင်လူပြည်သူလာဖူးတဲ့အတွက်နေကျင်တဲ့အမြအလူရှင်ကလည်းပစ္စည်းရောကုတုငွေတွေရောဒါတွေကလာရောက်လူဒါနာလည်းအရှင်းမပြတ်ပါဘူး ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကတော့သရတရားအင်တန်မှထက်သန်ပါတယ်။တစ်ဆက်တည်းမှာပဲမဟာမုဏိဘုရားကြီးကောပကဥက္ကဋ္ဌဦးမြဝင်းပြောပြတာကမဟာမုဏိဘုရားကြီးမှာရှိတဲ့ဝန်ထမ်းတွေကိုစောင့်ရှောက်ထားမှုအပိုင်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပြီးပါအောင်ရှင်။ ။ဘောင်းသူဝန်ထမ်းတွေမှာလည်းအခက်အခဲတွေရှိတယ်။အားကြောင့်လဲဝန်ထမ်းကကျွန်တော်တို့လက်ရှိမှာပြည်ဝန်ထမ်းကပတ်မင်းနစ်ရှိတာက134ရောက်၊နေစား133ရောက်အားလုံးက300ကျော်ရှိတယ်။အဲဒီ300ကျော်ဟာအခုဆိုရင်လက်ရှိကသူတို့တိုက်ခန်းတွေကျော်တော်ရှိတယ်။ငါတဲ့တိုက်ခန်းတွေငါတဲ့တိုက်ခန်းကလည်းရှိတဲ့တိုက်ခန်းကတိုက်ခန်းနှလုံးကပြိုကျပြည့်စည်သွားတော့ဝန်ထမ်းတွေကနေလို့မရ။အဲတော့စောင်းတန်း40မှာပဲကျွန်တော်တို့ဘောပကအဖွဲ့နေတာအားလုံးထိမ့်ထိမ့်ချောက်ချောက်ပြီးကျွန်တော်တို့ကအခုလက်ရှိကျမ်းမာရေးရောဒီထိုင်ရေးရောစားတော့ရေးရော ကျွန်တော်တို့လစာတွေရောကျွန်တော်တို့ဒါအက ုန်လုံးဖြည့်ဆည်းပေးနေရတယ်ဒီခက်ခဲရလဲကျွန်တော်တို့ဝန်ထမ်းပေါင်းကမိခိုးနေရလူတစ်ထောင်လောက်ရှိပါနောက်တစ်ခါပရိုက်တာအတင်းတွေလာပြီးစံစီစားနေစရာအဝတ်ထည်လာလိမ့်တဲ့လာပါတယ်သို့တော့အခုလက်ရှိလုပ်သွားတဲ့ဟာနှစ်လကျော်ဖြစ်သွားတဲ့အခါကျအလူရှန်နေနေလိုက်တာတော့မာမှုရဲ့ခရီးကြီးရဲ့ဖန်နေရပဲချို့ဟာလေးကြကျွန်တော်တို့တစ်တစ်လျောက်ပါဆောင်လုပ်ရပါတယ် နောက်ထပ်မဟာမုနိကောပကဥက္ကဋ္ဌပြောပြခဲ့တဲ့အကြောင်းကတော့ဖျားကြီးမှာဆက်လက်ပြီးဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေအကြောင်းပါဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင် ိုက်ခီတော်တင်ဖို့တို့ဥစ္စာပဒမပဲအဲ့ရပြီးတော့ဒီသူကနာပါဒတရွှေချောင်းတော်ကြီးရဲ့တစ်ခုလုံးပေါ့လေလက်ဆိုင်နဲ့ကျွန်တော်ရဟန်းရှိသူဖျားဘူးတွေဖူးနိုင်အောင်ကြံ့ခိုင်မှုရှိအောင်အာနေကင်းအောင်အားလုံးပညာရှင်တွေပေါက်ဆက်ပြီးလုပ်အားလုံးကတော့ဒီစောက်ပြုပြင်တဲ့အပိုင်းတွေကတော့လိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့ဗျာလို့တော်လည်းအခုချိန်မှာအားလုံးကကိုယ့်ရဲ့ဖျားတစ်ချူတဲ့တဏှာနဲ့ဖြစ်တာမဟုတ်လေအချက်တိုက်တစ်ခုလုံးဖြစ်နေတာဟုတ် အဲ့ဒါကြောင့်ဘုဘာပဲဖြစ်နေနေရဟန်းရှင်တွေဒီဒီဖူးနိုင်အောင်မြန်မာနိုင်ငံရှိတဲ့တိုင်းသားညီကိုမောင်နှမတွေနောက်ကမ္ဘာနိုင်ငံတည်တည်ကလာတဲ့နိုင်ငံတော်ကောင်းဆောင်တွေနိုင်ငံသူနိုင်ငံသားတွေအပေါင်းနဲ့လာရောက်လှူဒါန်းနိုင်ပါတယ်။ဘာပဲမာကူလီဖီယာကြီးမှာကျွန်တော်တို့ကပျက်စီးတိကျမှုတွေကလိုအပ်တယ်လို့ပြုပြင်ဆောင်ရွက်လို့ရနိုင်အောင်ပေါ့လေ။ဒါလည်းကျွန်တော်တို့ကဩဝါဒအနေထားကတော့ကျောင်းတော်ကြီးဟာရှေးမှုမပြက်လက်ရှိမူလပုံစံအတိုင်းအခု240ခန့်နဲ့နောက်ပြင်လည်း240ထက် ကျော်လွန်အောင်ကောင်းအောင်ဒါလွန်အောင်လုပ်ပြဖို့ဆိုတာဟူတော့ဩဝါဒလည်းပေးကြပါတယ်ကျွန်တော်လည်းကျေးအောင်ဌာနရဲ့သာနာ၏ခြင်းမူဩဝါဒဆရာတော်လေးတိုက်တရားဤဝန်ကြီးလက်ပိုင်းတိုင်းဘောပကအဖွဲ့မြမမှုနောက်ပရာဟိတအသင်းနေမန္တလေးတိုင်းဒေသကြီးရဲ့ရှိတဲ့ရဟန်းရှင်တို့ပြည်သူအားလုံးအားပေါင်းစပ်ပြီးသူတို့အတွေးခေါ်တွေနဲ့အကြံအောင်းညာကောင်းတွေနဲ့ကျွန်တော်ပေါင်းစပ်လုပ်ပါမှာကျွန်တော်တို့ဘောပကတဲ့ဥတွေနဲ့လုပ်လို့မရအောင်အဲ့တော့ဘာလို့ဒီလိုပြောရအောင်ဆိုတော့ကျွန်တော်တို့ဘိုးဘွားပြည်ပြည်လက်ထက်ကရှေးမြန်မာလူမျိုးတွေရဲ့အမွေနှစ်ဆိုလဲမမှားဘူးဒီအမွေနှစ်ကိုနောက် တာ new generation တွေဒါမျိုးလုပ်တယ်ဆိုတော့လက်ရှိကအမွေကန်းနေတာအဲဘုကဘောဘကဘွဲရကျွန်တော်တို့ဒါပြည့်စည်သွားတာတောင်မှအခုကျွန်တော်ကစုံလာပြီနေကစုံဘွဲလုံးဦးမှာစောင်းမိုးစတဲ့ဘသူစင်ကလုံးဦးမှာတရင်ကျွတ်ဆိုတဲ့တရင်ကျွတ်စီမွေတဘူတော့ဆိုတဲ့တဘူတွေတပေါင်းဆိုတဲ့တပေါင်းဘွဲအခုဆိုတဲ့တင်းညာဒါတွေကိုကျွန်တော်တို့ကဆက်တက်လာရသည်ဘွဲတော်မှာကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာတွေရဲ့ရိုးရာယဉ်ကျေးမှုတွေမကွယ်ပြောင်းအောင်ကျွန်တော်ထိတ်သိမ်းဆောင်ချောက်အောင်ဘောဘကတာဘာလို့ဒီလိုလုပ်ရလဲကျွန်တော်တို့ရဲ့သားစဉ်မြေးချက်ပေါ်တယ်ယူကျန်တို့ရှိတယ်လူငယ်တွေကိုကျွန်တော်တို့ကဒါခေါ်ဆောင်ရ ားတာပြတ်သားတာဒါမှမဟုတ်အတို့ရှေ့ကဘိုးဘွားတွေလှုပ်လာတော့ငါတို့ဒီလိုစက်တယ်အတို့ရဲ့ဘာသာမတိတ်ခေါ်မပြပြောအောင်အတို့ကလက်ရှိငန်းသာသနာ2500မက9000အထိတည်တတ်အောင်ရေးရှိအောင်ဒီအသည့်တွေဝင်အောင်ဒီပွဲတွေကျွန်တော်လှုပ်သာသနာတော်မှာလို့ရမယ့်အပိုင်းတွေပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တို့ကကိုစီကိုစီမလှုပ်ဘူးဆိုရင်သာသနာကိုပျောက်သွားမှာပေါ့ဘာမှုတွေဖြစ်အားကြီးပျက်စီးယိုရင်းသွားတယ်ထိခိုက်မှုတွေဟာသာသနာတော်ရေးရှိစစ်တပ်နဲ့ရေးတွေအတွေ့တူတဲ့လူတွေကလည်းဘာပဲဖြစ်နေတယ်ပုပ်ပမုံကြပရစေနာထားပြီးလာရောက်လူတန်းကြ ပါခေတ္တဝါရဗုဒ္ဓသဒ္ဒနာတော်ကြီးအရှိကဒီတန်အောင်သဒ္ဒနာတော်ကြီးမတိတ်ခေါမပပြောက်အောင်အားလုံးကနေပြီးတော့ကိုယ်ကတက်နိုင်စရာဖြစ်သည်မြငွေလူမမဟုတ်ပါဘူးကျွန်တော်ကိုယ်တိတက်တဲ့ပညာလေးနဲ့ဝိုင်းဝန်းပြီးတန်ရှင်းရေလုံလုံဘာပဲလုံလုံပေါ့လေလာပြီးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါဒါရောက်လူတန်းပေးကြပါလို့ဒီတရားနဲ့ကျွန်တော်ဖိတ်ကုတ်ပါတယ်အားလုံးကဘာသူကဘာသား ။ကြောင့်မြန်မာနိုင်ငံသားတိုင်းရင်းသားနဲ့ညီကိုမောင်နှမများအားလုံးသောပုဂ္ဂိုလ်အားလုံးတို့သည်စိတ်ချမ်းသာကြီးကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျူတော်မြတ်တာပို့သလိုက်ရပါတယ်။ပရိသတ်များရှင်။ ဟာမုနိဘုရားကြီးကိုပကံဥက္ကဋ္ဌဦးမြဝင်းပြောပြလို့မဟာမုနိဘုရားကြီးနဲ့ပတ်သက်တဲ့ငံလီအကြောင်းပြိုကျပျက်စီးမှုတွေကိုဆောင်ရွက်နေတဲ့အကြောင်းပြည့်ပြည့်စုံစုံလေးသိရှိသွားကြလောက်ပြီလို့ထင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့လေတီဆောင်ရေးနဲ့ပြုပြင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့မဟာမုနိဘုရားကြီးကိုပကအဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဦးကျော်စိုးမိုးပြောပြတဲ့အကြောင်းတွေကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ ္လာပါခင်ဗျာကျွန်တော် နာမည်ကတော့ဥကျဆုံးမွားခင်ဗျာလက်ရှိကတော့မဟာမုနိခောဘကရဲ့ဒုတိယဥက္ကဋ္ဌပါခင်ဗျာကျွန်တော်ကတော့ဒီစာရေးနဲ့ပြုပြင်ရေးလုပ်ငန်းမှာတာဝန်ယူထားပါခင်ဗျာပထမဆုံးကျွန်တော်တို့ကဘုရားဘူးတွေအစဉ်ပြေအောင်လို့ဆိုပြီးတော့လိုအပ်တာခုံးတွေပေါ့နော်ကျွန်တော်တို့ဒီခုံးတွေပြည့်စည်သွားတဲ့ခုံးတွေကိုကျွန်တော်ကတန်ရန်နဲ့ပေါ့နော်ငန်းတွေထောက်ရတာပေါ့နော်လိုအပ်တဲ့နေရာမှာကကဘာတွေပေးကျွန်တော်တို့ရှောက်လန်းတွေပေးပေးပြီးဆိုမှကျွန်တော်တို့ကလုံးလုံးရတာပေါ့နော်အဲအကြောင်းမို့လဲအခုလက်ရှိအချိန်တွေမှာဘုရားဘူးတွေအရှိတော်ညီညာတီ င်ခွင့်ရပါပြီခင်ဗျာလက်ရှိကတော့ကျွန်တော်တို့ကတော့ဘာပဲလုပ်လို့ပေါ့နော်ဒီကျွန်တော်တို့နံပါတ်1ကတော့ over the can ပါတယ်ခင်ဗျာအဲ over the can ပြီးရဲ့ချိန်မှာပဲကျွန်တော်တို့ဒီရှေးဟောင်းလို့ဒီဘက်ကနိုင်ငံတော်တာဝန်ရှိရတဲ့လူတွေပေါ့နော်ကျွန်တော် engineer တွေနဲ့အလုံး timing ပြီးမှပဲလုပ်ဆောင်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူတယောက်တည်းမှာကျွန်တော်တို့ကဟိုတာဝန်ယူပြီးလုပ်လို့မရပါဘူးခင်ဗျာဟိုအခုတော်တော်ဆယ်တော့ကျွန်တော်တို့ကတော့နံပါတ်1အရေးကြီးဆုံးကျွန်တော်တို့ဒီခေါ်ဘက်ကရုံကန်ပေါ့နော်ကျွန်တော်တို့ကပြည့်စည်သွားတဲ့အပေါ်မှာကျွန်တော်ခေါ်ဘက်ကရုံကန်ကိုကျွန်တော်အတိတ်တိဆောက်ဖို့ရည်ထားပါတယ်နော်နံပါတ်2ကတော့ကျွန်တော်တို့ဒီ ဒနာ2500အဲအဲရကလည်းကျွန်တော်တို့လက်ရှိတော့စေ ေပုံပေါ့နော်ကျွန်တော်တို့အဲ့ပုံဆွဲနေပါတယ်ဘာလဲရှိတော့လဲကျွန်တော်တို့ဆွဲခိုင်းထားတာကတော့ပေါ့နော်ဒီမြမမှုလက်ရပေါ့နော်ကမြမဆာမြဲပေါ့နော်တရားနဲ့လိုက်ဖက်တဲ့ဟာပေါ့နော်အဲ့အမှုပဲကျွန်တော်တို့ကဆော့ဖို့ကျွန်တော်တို့ကအားလုံးဆွဲခိုင်းထားပါတယ်အဓိကနံပါတ်1ကတော့မြမမှုလက်ရအများဆုံးပါမှာကျွန်တော်တို့ဒီနောက်ဆုံးတဲ့အဲ့မှာချင်းသေးတစ်ကောင်ရှိတယ်ချင်းသေးတစ်ကောင်ကကျွန်တော်သူကအုံနဲ့လှုပ်ထားဆိုတော့သူကတော့လုံးဝမရတော့ဘူးပေါ့နော်နောက်ကနောက်ကတန်ထီးပေါ့နော်အဲ့အဒီနဲ့လှုပ်ထားတဲ့ဆောင်းမြန်းကြတော့ကျွန်တော်တို့ကခုအိုက်တိုင်းမကျော်နံပါတ်1တက်မှတ်ပြီးတော့တခုချင်းကိုကျွန်တော်တို့ကထုတ်ထားရပြန်သုံးမယ်ဆိုရင်တော့ပြန်သုံး းလို့ရတာပေါ့နော်ဒါပေမဲ့ဒူလာအလူရှင်နဲ့ဒီဘက်ကကျွန်တော်တို့လက်ရှိပေါ့နော်ဒီအင်ဂျင်နီယာအဖွဲ့ရင်းနဲ့ပေါ့နော်သူတို့ကကြတော့ကြတော့ဘယ်လိုညွှန်ကြားမလဲကျွန်တော်တို့မသိဘူးပေါ့နော်ဒီအလီကတ်ကတော့ကျွန်တော်တို့ကပြန်သုံးလို့ရရင်လည်း ူလအတိုင်းပြောင်းလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့သူ့သူ့နံပါတ်တွေနဲ့ပေါ့နော်သူ့အစ်လိုက်ကလေးနံပါတ်တွေနဲ့တို့ကိုတခြားလေးကျွန်တော်တို့ကသိသိထားပါလေဗျာဖြစ်တဲ့ဆိုတာကတော့ကျွန်တော်အကောင့်တိုင်းဖြစ်လိုက်တာအကောင့်တိုင်းဆိုတာကကျွန်တော်တို့ပြန်စင်ရယ်ဆိုရင်ကျွန်တော်ပြန်စင်လို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်တို့သိထားပါလေဗျာဟုတ်ကဲ့အဲ့အရာတွေကမာမူရီရဲ့ကျွန်တော်ကုတော်ထဲမှာရှိပါလေအဲ့ကျွန်တော်တို့စောင်းတန်းတွေမှာလည်းထိကိုက်မှုတွေရှိပါတယ်ဒီစောင်းတန်းတွေရဲ့ပျက်စီးမှုပေါ့နော်ပျက်စီးမှုကြတော့ကြတယ်တူးတယောက်တည်းကိုကျွန်တော်တို့ကတော့နောက်ပြတ်ဥမာအရှိမဆိုအရှိမကြောင့်ဖွင့်ပြလို့မရပါဘူးကျွန်တော်တို့ဖွင့်ပြမယ်ဆိုရင်လည်းအားလုံးဒိုင်တူပေါ့နော်ကျွန်တော်တို့ဖွင့်နိုင်အောင်ကျွန်တော်တို့ကလုပ်မှာပါခင်ဗျာအခု လို့ဆိုရတော့ကျွန်တော်တို့ကဒီဖျားဘူးတွေအနေနဲ့မဖြစ်စေရေးပေါ့နော်အဲတော့နံပါတ်1ကျွန်တော်တို့ဦးစားပေးပြီးခုံးတွေလုပ်နေပါတယ်အဲနံပါတ်2ကတော့အဲဆိုင်ကန်းတွေပေါ့နော်ဆိုင်ကန်းတွေကျွန်တော်တို့ဖွင့်နိုင်ဖွင့်နေနိုင်ရေးပေါ့နော်အဲအဲ့ဒါကိုအော်ဒါစီရဆရာတော်ကြီးကလည်းမှတ်ကြားပါလေဗျအဲဒီစောင်းနှမ်းပေါ့နော်ဆိုင်ကန်းတွေဖွင့်လင်းနိုင်ရေးပေါ့နော်အဲအဲ့အကြောင်းလည်းကျွန်တော်တို့ကဒီအများဖွင့်နိုင်အောင်ကျွန်တော်တို့ကစူးစမ်းပြရမှာအခုအပြင်ဆိုင်ကန်းတွေကတော့ဖွင့်နေပါတယ်အခုလက်ရှိဒီအတွက်ဆိုင်ကန်းတွေကတော့လာတဲ့ဖျားဘူးတွေပေါ့နော်ဦးစားပေးကျွန်တော်တို့ကလုပ်နေလို့ပါအဲ့ရပြည့်စုံကျွန်တော်ဆိုင်ကန်းတွေဖွင့်နိုင်အောင်ကျွန်တော်တို့စူးစမ်းတော့မှာပါဗျာ โอเคပစ္စည်းမှုတော့ကတော့တိတ်မကွာဘူးအဓိကတော့ဟိုဟာနောက်ဆုံးတန်းဟိုအဆိုးဆုံးပေါ့နော်ဒါကတော့သူကတော့ဟိုဟာရှေ့ရဟိုဟာကွန်ပျူတာရဟိုဟာတော့ကျွန်တော်တို့ဥပဒေခပြက်ကပေါ့နော်အဲအဲ့ဒါတော့တော်တော်လေးဒုတိယဆိုးသွားတာပေါ့နော်ကျွန်တော်တို့ဒီကောဘကအဖွဲကတော့ဖျားဘူးတွေစိတ်ချမ်းမြေ့စွာဒါရောက်ဖူးမြနိုင်ရေးအတွက်ကျွန်တော်တို့အားလုံးတက်ညီလက်ညီကျွန်တော်တို့ဒီအဆိုးရပိုင်းရတော့ကျွန်တော်တို့ဩဝါဒဆရာတွေရေးရပေါ့နော် ဝန်ထမ်းတွေရောပေါ့နော်အားလုံးတက်ကြည်လက်ကြည့်စူးစမ်းပြီးလုပ်လုပ်နေပါတယ်အဲအများဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လို့လည်းကျွန်တော်တို့ကြိုးစားတော်မှာပါကျွန်တော်ခုဘက်ကဖွဲ့အောင်ဟုတ်ကဲ့နားဆင်နေတဲ့ပိသက်အားလုံးသိချင်တာချင်းကိုကြီးတမန်နဲ့ပြေဆုံးပါစေမမြင်ရတော့ဘေးအန္တရာယ်ဘေးဒုက္ခအပေါင်းပါလည်းပြေပြေပါစေကက်ကြီးသုံးပါမှလည်းကြုံလိုက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် ထပ်မံပြီးနောက်ဆုံးအနေနဲ့မေးကြည့်ထားတဲ့သူကတော့ဖျားကြီးမြောက်ဆောင်နှမ်းမှာဆိုင်ငန်း၆ခန်းတွဲဖွင့်ပြီးကျေးစင်းနုနဲ့နေဗံကုန်လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့မထတီဝင်းကိုပါအမမထတီဝင်းကိုငလျင်ဖြစ်ပွားစဉ်ကတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်မေးမြန်းထားတာဖြစ်တဲ့အတွက်ပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ မလာပါညီမလေးမကဖရာကြီးမြောက်ဆောင်နှမ်းမှာဟို TMM မိဘံကုန်ဖွင့်နေတော့တီတီဝင်းမှာညီမလေးအမကမာမြတ်မှုဒီဖရာကြီးမှာစီစဉ်နေများဖရာမိဘံကုန်ဖွင့်ထားတာပါပိုင်ကန်း တက်တော့တော့ဖျားရည်စဲမှ6ဆိုင်ဖွင့်ထားပါတယ်ဒီမှာအဲ့28ရည်နီကအမကမဟာမြတ်မှုကြီးဖျားမှာဆိုင်မှာရှိနေတယ်ပေါ့နော်ရှိနေတဲ့ချိန်မှာဆက်နိုင်လောက်မှာအမဆိုင်ရောက်တယ်ပေါ့နော်ရောက်ပြီးတော့အမဆိုင်ရောက်ပြီးခဏနေတဲ့အခါမှာအဲ့ငလင်းလှုပ်တာပေါ့ဒီမှာလေးရယ်ငလင်းကတအားပြင်းထန်တဲ့အခါကျတော့အမပဲ့ရွယ်နေတော့အမမပြေးနိုင်ဘူးလေအမဆိုင်ပေါ်မှာပဲရှိနေတာပေါ့နော်ဆိုင်ပေါ်ရှိနေတဲ့ချိန်မှာတအားပြင်းထန်တဲ့အခါကျတော့အပေါ်က မြေတွေတူကြလာတယ်တူကြလာတော့အမားကအတွေ့အကြုံကိုရှိတော့မသိဘူးလေမြေပြိုကြလာတာအဲ့ချိန်မှာခဏနေရတာကြတော့မြေကပြတ်သွားတယ်အမားကအဲ့ငလင်းတအားလောက်လာတဲ့အချိန်ကမပြေးနိုင်တော့အမားကမမမီဖျားယူတော့ချီပြတော့ပေါ့နော်ရှင်မမမြမီကိုရောမြကြီးရဲ့ဘူရောချမ်းပေါ်တော့အနေကင်းရရသည်ဆိုပြတော့လေးချီ ဆူတောင်းပြီးတော့အမငုတ်တုတ်လေးထိုင်ချလိုက်တာထိုင်ချလိုက်တဲ့အချိန်မှာမြူတွေလည်းပြူကျလာတယ်ခဏနေတော့မြင်းပြတ်သွားတယ်အဲ့ချိန်မှာအမတော်တော်လေးကြောက်သွားပေါ့နော်မြင်းခဏနေတော့မြင်းပြန်လာတယ်မြင်းပြန်လာတဲ့အချိန်မှာကြည်လိုက်တဲ့အခါမှာအမရှိမှာအပေါ်ကပြုတ်ကျလာတယ်တန်ကြောင်းကြီးအမပတ်ပတ်လည်မှာကျွန်တော်ကတန်ကြောင်းကြီးရောပြုတ်ကျလာတာတွေ့ရပေါ့နော်အဲ့လိုမျိုးတွေ့ပြီးတော့ခတ်တာမြင်းလည်းပြန်လာအမလည်းဆင်းပြေသွားတာပေါ့နော်ဆင်းပြေသွားပြီးတော့နောက်ကျတော့အစငယ်ချင်းတယောက်ကနေပြီးတော့အမရဲ့တင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုတွေ့တာတွေ့တဲ့ခါကျတော့အမ ပိုင်နံပါတ်လေးနဲ့ပြီးတော့ပို့ပေးတာပေါ့ပို့ပေးတဲ့အခါမှာအမကြည့်လိုက်တဲ့အချိန်မှာအမထိုင်နေတဲ့ကဆယ်ဗီကန်ထုတ်တန်းကြီးကအောက်ကိုနည်းနည်းပြုတ်ကြလာပေါ့နော်တူနောင်လေးဖြစ်နေတာတန်ချောင်းနေနေပက်ခက်လိုပုံစံမျိုးတူနောင်လေးဖြစ်နေတာအဲကြမှာအမတော်တော်လေးလန့်သွားပေါ့နော်အဲ့နောက်တစ်ချီလောက်တဲ့အချိန်မှာအဲ့ထုတ်တန်းကြီးကလုံးဝကို ပြုတ်ကြတာအမကကန်ကောင်းဆုံးမှသွားနဲ့အရင်ကင်းသွားတယ်ညီမလေးအဲအမအပြင်ရောက်မှပဲအဲ့ခုတ်ကန်ကြီးကပြုတ်ကြတာပေါ့နော်မြင်တဲ့လူတွေကလည်းအမကိုအာအန်တီရမ်းကန်ကောင်းတာပေါ့နော်အန်တီဆိုင်ကအဲ့မဲ့တိုင်လုံးကြီးရော ဟိုထုတ်တန်းကြီးရောပြူကြတာပေါ့နော်သူတို့ပြောတော့အစတော့အပြန်သိပေါ့နော်နောက်ကြတော့မှအဲ့သူတို့ပြောတာ ਨੇ အဲ့ပငယ်ချင်းတက်ကပြူပိုင်ပို့တာ ਨੇ ထိလိုက်တဲ့ခါကျမှကလေးတွေပြောတဲ့အတိုင်းရှင်းနေပေါ့နော်ဖရားတကူကြောင့်မလို့အမအန်ရဲ့ကင်းနေပေါ့ညီမလေးရဲ့ပစ္စည်းတွေကဒီတိုင်းထားခဲ့ရဆိုတော့ကြောက်ဆုံးချိန်မရှိရတော့အမလည်းမသိဘူးပေါ့ညီမလေးရဲ့နော်ပြစ်ထားခဲ့ရတာဆိုတော့လေနော်လက်ပစ္စည်းကိုပစ္စည်းတော့အဲ့လိုပဲအမအရောခံယူထားလိုက်တာပေါ့နော်ညီမလေးရဲ့မားတို့တည်ယူဝင်ပေးတယ်ပေါ့ညီမ ာလေးရဲ့ဒီအသက်အန္တရာယ်အတွက်လဲသူတို့ကလဲစိုးရိမ်နေစိုးရိမ်နေခါကျတော့အလုပ်ကလေးတွေကိုချိန်ပိုင်းလေးတွေနဲ့တည့်ခိုင်းတာပေါ့ညီမလေးရဲ့အဲ့တည့်ခိုင်းတဲ့ချိန်လေးတော့ကိုကသတိဝရိယလေးနဲ့ ထုတ်ကြတာပေါ့ဒီမှာလေးကပြန်မှစူတာစူတာပြီးမှဖြည်းဖြည်းချင်းပြန်ပြီးတော့အိမ်ကိုကဲတယ်ရတာအမားသာသလောက်တော့မာမြန်မီဖရားကြီးရလဲဖရားရဲ့အဲ့ပရောကိုအရင်ပြင်ဆင်ရမယ်ပေါ့နော်ပြင်ဆင်ပြီးလို့ရှိရင်ပေါင်းနှံလေးတွေကိုပြင်ပြီးမယ်လို့တော့သတင်းကြားလာတယ်ဒီမှာပုံသဘာဝဘေးရနေရယ်ဆိုတော့ဒီမှာလေးရပါပဲဖြစ်ပေါ့နော်ဖရားမှတပါးကိုးဝယ်ရမရှိပဲလေနော်ကိုယ့်ရဲ့ယုံကြည်ရပါပါပေါ့ဒီမှာလေးကမားတော့ယုံကြည်ထားတာတော့မပါပ မီးတွေရောဝန်ထမ်းတွေရောအမကတော့ကိုယ်ကယ်နိုင်တာမြတ်စွာဘုရားပဲကယ်နိုင်တာပေါ့နော်။မအားရဗုဒ္ဓဘာသာဆိုတော့မြတ်စွာဘုရားမှတပါးကိုယ်ဝဲရမရှိပေါ့နော်။ကိုယ်ရဲ့ယုံကြည်ရာဘာသာလေးမျိုးပဲရုပ်ဖတ်တဲ့ဆယ်ပြောပေါ့နော်။သတိဝရိယနဲ့ညီသားဖို့ပေါ့လေ။ပြောပြတာပေါ့ဒီမှာဖြစ်တယ်။အနာစင်တဲ့ပရိသတ်တွေကိုလည်းမှပြောသလိုမှဒါပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့ယုံကြည်ရာဘာသာကိုယ်ွယ်ရာဘာသာလေးနဲ့အဲလိုသတိဝရိယလေးနဲ့ ေးထိုင်ဖို့ပေါ့အဲ့ဒါလေးပြပြတင်တာပါညီမလေး ပရိသတ်များရှင်မဟာမုဏိကောပကအဖွင့်အားဆိုရင်ဘုရားဘူးတွေအန်ဒီကင်းကင်းဘုရားဖူးနိုင်ရေးဦးစားပေးဆောင်ရွက်နေပြီးတော့ဆောင်းနှများအတွင်မှာဆိုင်ငန်းများအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်ကိုလည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့မဟာမုဏိဘုရားကြီးထီးတော်စိတ်မှုတော်တို့ကိုလည်းအမြန်ဆုံးတင်လူပူဇော်နိုင်ရေးဆောင်ရွက်လျက်ရှိနေတယ်ဆိုတာတွေကိုကောပကအဖွင့်ရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌတို့ရဲ့ပြောစကားတွေကိုနားဆင်ရတဲ့အတွက်ပရိသတ်တွေအနေနဲ့ပြည့်ပြည့်စုံစုံလေးသိရှိသွားကြလောက်ပြီလို့ချင်ပါတယ်ရှင်ဒီစ ောက်ပြုပြင်ရေးလုပ်ငန်းတွေကိုလည်းရှေးမှုမပြတ်မူလပုံစံအတိုင်းဆောင်ရွက်သွားမှာဖြစ်တာကြောင့်မဟာမုနိဘုရားကြီးကျောင်းတော်ကြီးပြုပြင်ဖို့လူရန်ကျင်ရမယ်ဖြစ်ဖြစ်ပြရိုက်တွေစောင်းနှန်းတွေမဟုတ်ဥပြတ်သက်တွေ စတဲ့ဘတ်စုံပြုပြင်မှုတွေမှာအလူငွေတွေလှူဒန်းကျင်ရမယ်ဖြစ်ဖြစ် လူကိုယ်တိုင်လာရောက်ပြီးတော့လှူဒန်းနိုင်တယ်လို့ဖုန်း399 444 399 439 399 25ကိုကိုကိုတက်တုံးတို့ကိုဆက်သွယ်ပြီးတော့လည်းလှူဒန်းနိုင်ပါတယ်ရှင်။ဖျားဘူးတွေအနေနဲ့လည်းမဟာမုနိဖျားကြီးကိုတတ်မှတ်ထားတဲ့အချိန်တွေမှာနေ့စဉ်လာရောက်ပြီးတော့ကူးမြော်နိုင်ပြီဖြစ်တယ်လို့ဥပုံနေတိုင်း ရွှေတင်ငန်းကက်လူနိုင်ရန်အတွက်ကိုလည်းဂောပကအဖွဲ့အနေနဲ့စီစဉ်ထားရှိထားတယ်ဆိုတာလေးတွေကိုသတင်းစကားပိုင်းရင်းနဲ့ပဲမန်းသူကျွန်တော်ရင်ကျွန်တော်တို့မန္တလေးအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။နားဆင်အားပေးနေကြတဲ့မိဘပြည်သူအပေါင်းလည်းမန်းသူကျွန်တော်ရင်ကျွန်တော်တို့မန္တလေးအစီအစဉ်ရဲ့တင်ဆက်မှုတွေကိုနားဆင်ကြရလို့ကျေနပ်နှစ်သက်ကြမယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်လည်းမန္တလေးရဲ့အထင်ကရသမိုင်းဝင်နေရာတွေတင်မျိုးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့အမှုပညာရက်တွေနဲ့ဆက်နလရာသီပွဲလမ်းတပင်ခမ်းနားတွေမန္တလေးရဲ့စားစရာတွေ ကြော်ကြားထင်ရှားလူသိများတဲ့လူပုဂ္ဂိုလ်တွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းမနက်9နာရီအချိန်မှာထုတ်လင်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုစောင့်မျှော်လို့အပိနာစင်ပါအောင်ရှင်။နားဆင်သူချစ်ပရိသတ်တွေအားလုံးလည်းကျမ်းမာပျော်ရွှင်အောင်မြင်သောနေ့ရက်ပေါင်းများစွာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။